မြန်မာမှာပရလောကလို့ဆိုတဲ့သုံးတရေတစီစတာတွေကိုယုံကြည်တတ်တဲ့အတိုင်းအဝိုင်းရှိပါတယ်။ဒီယုံကြည်မှုမှာသုံးတရေတစီတွေကိုနှိမ်နင်းနိုင်သူထိန်းကျောင်းသူတွေအဖြစ်အထက်လန်းစရာ အောက်လန်းဆရာဆိုပြီးရှိပြန်ပါတယ်အတလန်းဆရာကိုကောင်းတဲ့ဆရာ အောက်လန်းဆရာကိုဆိုးတဲ့ဆရာဆိုပြီးရည်ညွှန်းကြပါသေးတယ်အောက်လန်းဆရာတွေကတရေတွေမွေးပြီးရန်သူနဲ့မလုံမုံတီးသူတွေကို၆လန့်တိုက်ခိုက်တတ်ပါတယ်ဒီအောက်လန်းဆရာတွေမွေးမြူထားတဲ့တရေတွေဟာအစပိုင်းမှာသူ့ကိုကြွေးမွေးထားတဲ့ဆရာရဲ့အမိန့်ကိုနာခံပြီးခိုင်းသမျှလုပ်ပြီးတတ်ပေမဲ့အဖြစ်အပျက်အကောင်ကြီးလာတဲ့အခါမှာတော့ အောင်လန်းစရာရဲ့စကားကိုနားမထောင်တော့ဘဲဘုတ်ချိုးစားတောက်တက်တယ်လို့ဆိုကြပါတယ်။ဒီအခြေအနေမျိုးဖြစ်လာခဲ့ရင်တော့ပရဲမွေးခဲ့ကြတာကိုဆိုပြီးပြောလေရှိပါတယ်။ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ1989မှာမမပြည်ကွန်မြူနတီပါတီအောက်ကခွဲထွက်လာတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီတုန်းက တရုတ်ထောက်ပတ်မရသေးပဲဘကပလက်ကျန်လက်နဲ့ခရမ်းသာရှိပြီးငွေကြီးလည်းမရှိသေးပါဘူး1988အရေးတော်ပုံကြောင့်ပြည်တွင်းနိုင်ငံရေးအကျပ်တဲကြုံနေရတဲ့စစ်တပ်ရဲ့အပြည့်အငိမ့်ချမ်းရေးယူခဲ့မှုဟာ UWSA ဝတ်တွေအတွက် ထွက်ပေါက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ခွန်စာရဲ့မော်ထိုင်းတပ် MTA က UWSA ကတရုတ်လူမျိုးတပ်မှုတွေကိုပြစ်မှတ်ထားစီးယုံလာလို့ ရှမ်းတောင်ဘက်ကတပ်ဖွဲ့တချို့ခွန်စာတပ်ထည့်ရောက်သွားပါတယ်။ဒါကြောင့်ရှမ်းတောင်ဘက်မှာ UWSA နဲ့ MTA အကြားတိုက်ခိုက်တာတွေဟာ1990မှာပြင်းထန်ခဲ့ပါတယ်။ဒီအချိန်ဟာ UWSA အတွက်ဗန္ဒာငွေကြီးနဲ့စီရေးအကျပ်တဲဆုံးအချိန်ဖြစ်ပါတယ်။ဝါနယ်ကထွက်ရှိတဲ့ဘိန်းတွေကိုတိုင်းဒေသသွားရောက်ဖို့ကလည်းမြန်မာစစ်တပ်တားဆီးပိတ်ဆို့ထားလို့မလွယ်ကူပါဘူး။ဒီလိုအခြေအနေတွေကြားတဲ့မှာ UWSA ကိုအတောင်ပံတက်ပေးလိုက်တာကတော့နိုင်ငံတော်ငြိမ်ဝက်ပြည်ပြားမှုတိစောက်ရေးအဖွဲ့နဝတခေါ်တဲ့မြန်မာစစ်တပ်ဖြစ်ပါတယ်။ရှမ်းအရှိ ရှမ်းလူမျိုးတွေအများဆုံးနေထိုင်တဲ့မိုင်းဆက်မိုင်းတုံဒေသဆိုတာ1958ကရှမ်းလက်နက်ကင်ပုံတန်တာ အစပြုရာဒေသဖြစ်ပြီးထိုင်းနေဆက်အထောက်ပံ့လဲရပါတယ်။ UWSA နဲ့နဝတအစိုးရအပြည့်အတုံးက ရှမ်းတောင်ပိုင်းမှာရှိတဲ့ဝါတပ်ဖွဲ့တွေကိုဖယ်ခိုင်းပြီးခွန်ဆာရဲ့ MTA ကိုတိုက်ဖို့ရှမ်းအရှိမအခြေပြုတ်ခွင့်ပေးပါတယ်။အချိန်တည်းမှာပဲဘိန်းယောင်းဝယ်ခွင့်ကိုလည်းခွင့်ပြုခဲ့ပါတယ်။ဒါကြောင့်ဝါအနေနဲ့ရှမ်းတောင်ပိုင်းက UWSC တပ်တွေဟာရှမ်းရှိကိုအလုံးအရင်းနဲ့ဆင်းလာပြီး MTA တပ်တွေကိုလည်းတိုက်ခိုက်ဘိန်းအယောင်းအဝယ်လည်းလုပ်ရင်းသက်ရှူချောင်းလာပါတယ်။1996မှာခွန်ဆာလက်နဲ့ချလိုက်ပြီး UWSA ကရှမ်းအရှိကိုဝါလူမျိုးတသိန်းပြောင်းရွှေ့အခြေချခွင့်ပြုဖို့တောင်းဆိုလို့နဝတစစ်အစိုးရကသဘောတူလိုက်ပါတယ်စစ်တပ်ဟာရှမ်းရှိမှာရှမ်းလက်နက်ကင်တပ်တွေပြန်အခြေမချနိုင်အောင်လုပ်လိုက်တာပါဒါပေမဲ့ဆက်ရွက်စစ်ရဲ့ရှမ်းပြည်ပြန်လည် တူတောင်ရေးကောင်စီ RCSS တပ်တွေဟာ2000ပြည့်နှစ်နောက်ပိုင်းမှာရှမ်းရှိကစစ်တပ်ကိုတိုက်ခိုက်ပြီးပြန်လည်အခြေချလိုက်ပါတယ် ဒီကာလမှာစစ်တပ်ဟာ UWSA ကိုအကူအညီ တောင်းတာကြောင့်2005အထိ UWSA နဲ့ RCSS တို့တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလက်နက်ခဲယံအထောက်ပံ့နဲ့ဒဏ်ရာရသူတွေကိုစစ်ဆေးရုံမှာကုသပေးပါတယ်2005မှာ RCSS ဌာနချုပ်လွယ်တိုင်းလျံကို တိုက်ခိုက်ရမှာ UWSA ဘက်ကအကြဆုံးများလို့ရပ်တန့်လိုက်ပါတယ်စစ်တပ်ကလွယ်တိုင်းလျံကိုဆက်တိုက်ခိုင်းပေမဲ့ UWSA ကရပ်လိုက်လို့အင်းမာမှုတွေစတင်လာပါတယ်။ဘလို့ပဲဖြစ်ဖြစ် UWSA တပ်တွေရှမ်းရှိထိုင်းနယ်စပ်ဝင်ရောက်ခွင့်ပြုတာ၊ဝါလူမျိုးတသိန်းအခြေချခွင့်ပြုတာ၊ဘိန်းနဲ့ဘိန်းဖြူတဲယူရောင်းချခွင့်ပြုတာတွေဟာစစ်တပ်ကတရားဝင်မကြေညာဘဲသူ့အလိုအတွက်ခွင့်ပြုပေးခဲ့တာပါ။ဒါကြောင့်လဲ UWSA ဟာအကြက်တဲတွေကလွတ်မြောက်ပြီးကြီးထွားလာခဲ့ပါတယ်။ဒါပေမဲ့လည်း လက်ရှိရှမ်းအရှိမစစ်တပ်ရောဝါတက်နဲ့ရှမ်းတပ်တွေပါ ရှိနေလို့ရှုပ်ထွေးတဲ့ဒေသတခုဖြစ်နေသေးပါယူဒဘလူးစအေကိုဗမာပြည်ကွန်မြူနတီပါတီတရုတ်နီခေါ်ပြည်မာကြီးနဲ့နီးစပ်လို့ဝနေလို့သုံးလုံးကြပါတယ်။မြောက်ဖက်ဝနေကဝတွေကိုဝနေလို့ခေါ်နိုင်ပေမဲ့ထိုင်းနယ်စပ်အစောဆုံးရောက်ခဲ့သူတွေကိုတော့ဝဖြူလို့ဆိုရပါလိမ့်မယ်။ 1990ဝါနေကိုဘာကပတက်တွေဝင်တိုက်တော့ကွန်မန်တန်တရုတ်ဖြူတက်တွေထိုင်းနေဆက်ဆုတ်ခွာရမှာဝါနေစော်ဘွားနဲ့ဝါကာကွယ်တက်ဖွဲ့တွေလည်းလိုက်ပါထွက်ပြေးရပါတယ်ထိုင်းနေဆက်ရောက်တဲ့အခါမှာအဲ့ဒီတုန်းကထိုင်းစစ်တပ်နဲ့ထိုင်းအစိုးရရဲ့ဂျာကန်စုံအယူအဆအရရှင်တန်ခွင့်ရခဲ့ကြပါတယ်ဒါပြင်ဝါဖြူတက်တွေဟာထိုင်းမြောက်ပိုင်းမှာပုံကံနေတဲ့ထိုင်းကွန်မြူနတီတွေကိုတိုက်ခိုက်ဖို့ အဲဒီဆိုရနဲ့စစ်တပ်ကကြီးစားတပ်အဖြစ်ငှားရမ်းခဲ့လို့အဖိုးအခနဲ့အခွင့်အရေးတွေရခဲ့ပါတယ်။1989မှာဝါနယ်ကဝါတွေကဘကပကို ပုံကန်တယ်လို့1990နောက်ပိုင်းမှာထိုင်းနယ်စပ်ကဝါတွေက UWSA နဲ့ပူးပေါင်းခဲ့ပြီးခွန်စာလက်နဲ့ချချိန်မှာ UWSA ရဲ့တစ်ခွန်တစ်စစ်ဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။တစ်ခွန်တစ်စစ်ဒေသဟာ UWSA ရဲ့အစိတ်အပိုင်းဖြစ်ပြီးမြဲ့ အဓိကချုပ်ကင်ထားတာကပန်ဆန်းကဝနီမဟုတ်ဖဲထိုင်းနေဆက်ကဝဖြူဝေလျှောက်ခန်းဖြစ်ပါတယ်။သူဟာတီကြားစီးပွားရေးလုပ်ငန်းတွေရှိသလိုမြန်မာစစ်တပ်နဲ့လည်းပိုမိုနီးကပ်တယ်လို့ဆိုကြပါတယ်။1989ခုဘကပကိုဝါတွေစတင်ပုံကန်ချိန်မှာတရုတ်စီကအကူအညီမရပါဘူး2000ပြည့်နှစ်ဝနယ်မှာ တတ်ထုတွေထုတ်လုပ်လာနိုင်တဲ့နောက်ပိုင်းကျမှအကျိုးစီးပွားပေါ်အခြေပြုပြီးတရုတ်ကအလေးထားဆက်ဆံလာတာပါမြန်မာစစ်တပ်ကလည်းဝါနယ်ကိုရိတ်ခါလောင်စာစေးဝါစတာတွေတားဆီးပိတ်ပင်လို့တရုတ်နယ်စပ်ကုံသွဲရေးကိုပိုမိုမီကိုလာရတာကြောင့်ဝါတွေဟာတရုတ်နဲ့ပိုနိကက်လာခဲ့ပါတယ် UWSA ကိုနဝတစစ်အစိုးရနဲ့စစ်တပ်ထိုင်းအစိုးရနဲ့ထိုင်းစစ်တပ်တို့က သူတို့အကျိုးစီးပွားတွေအတွက် အသုံးချဖို့မွေးထားရင်းကနေကြီးထွားလာတာပါနောက်ပိုင်းမှာတရုတ်ကလည်းသူတို့အကျိုးစီးပွားအတွက်အသုံးချဖို့ကြိုးစားလာလို့ပုံမကြီးထွားလာခြင်းဖြစ်ပါတယ်လက်တလောထိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ရှင်နဝတ်ရဲ့မွေးရစေးဝါးနဲ့ပတ်သက်ပြီး UWSC တပ်ဖွဲ့ကိုဖြစ်တင်ပြောဆိုတဲ့အတန်တွေသတင်းမီဒီယာမှာထွက်ပေါ်လာပါတယ်လက်ရှိ UWSC အခြေအနေနဲ့ ဝိရစီဝါပြဿနာကို ဖြေရှင်းမယ်ဆိုရင်မှန်မှန်ကန်ကန်သုံးသပ်ဖို့လိုပါလိမ့်မယ် UWSA ဟာမြန်မာထိုင်းနဲ့တရုတ်တို့ကကိုစီအကျိုးစီးပွားအတွက်အသုံးချရင်းကနေကြီးထွားလာတာကြောင့်တဖွဲ့ဖွဲ့ရဲ့ဩဇာခံလို့သတ်မှတ်ဖို့ခက်ခဲပါတယ်အာဏာပိုင်အဖွဲ့အစည်းတွေကသူတို့ညီမှန်းချက်အတွက် UWSA ကိုအသုံးချခဲ့ကြတယ်လို့ UWSA ကလည်းဒီလိုအသုံးချမှုတွေကြားကနေ သူ့အဖွဲ့အစည်းရှင်းသားအောင်ရက်တီပြီးကြီးထွားလာခြင်းပါ။ဒါကြောင့်တရဲမွေးပြီးကြီးထွားလာတဲ့အခြေအနေမှန်နဲ့တရဲမွေးသူတွေကိုဥစွာသတိပြုကြဖို့လိုအပ်ပါလိမ့်မယ်။